ရှိတယောခါကလှပပြီးတာယာဝပြောတဲ့နန်းတော်ကြီးတကူမှာတိရထအမည်ရှိမင်းသားတစ်ပါးရှိခဲ့ပါတယ်။တနေ့မှာတော့မင်းသားဟာနန်းတော်ရဲ့အပြင်ဘက်လောကကိုစူးစမ်းလေ့လာဖို့ဆုံးဖြတ်ခဲ့ပါတယ်။နန်းတော်အပြင်ဘက်ကိုရောက်တဲ့အခါမှာတော့ရေပြားတွေတွန့်လိမ့်နေပြီးအင်းအားချိနေနေတဲ့အဖိုးတို့တယောက်ကိုပထမဆုံးချိန်တွေ့မြင်ခဲ့ရပါတယ်။ ကီးဆက်ထွက်လာတဲ့အခါမှာတော့လမ်းဘေးမှာလဲလျောင်းနေပြီးနာကျင်စွာညှဉ်းညူနေတဲ့ဌာနနေသူတရားကို တွေ့ရပြန်ပါတယ်။ဒီမြင့်ကွင်းဆောင်မင်းသားရဲ့စိတ်ထဲမှာဝမ်းနည်းမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့မင်းသားဟာနာယေးခန္ဓာတစ်ခုကိုတွေ့မြင်ခဲ့ရပြီးတေဇင်တရားဆိုတာကိုပထမဆုံးအချိန်ကြုံတွေ့ခဲ့ရပါတယ်။နောက်ဆုံးမှာတော့ရိုးရိုးတင်ကန်းကိုဝတ်ဆင်ထားပြီးအေးချမ်းတည်ငြိမ်တဲ့မြန်နှာထားနဲ့ယဟန်တစ်ပါးကိုတွေ့လာရပါတယ်။ ဒလောက်များတဲ့ဒုက္ခတွေကြားမှာဒီယဟန်ကဘလူတီငိန်အေးစဲနေနိုင်နေဆိုတော့ငင်းသားအံ့ဩတစီစဉ်းစားနေမိပါတယ်။သူမြင်တွေ့ခဲ့ရတဲ့ဆင်းရဲဒုက္ခတွေကြောင့်စိတ်နှလုံးထိခိုက်စွာနဲ့မန်းတော်ကိုကြံလာခဲ့ပါတယ်။အရင်ကတာယာလှပတယ်လို့ထင်ခဲ့တဲ့နန်းတော်ကြီးကအခုတော့အသေးပဲမရှိတော့တယ်လို့ခံစားနေရပြီးယဟန်ရဲ့အေးစဲနဲ့လမ်းကိုရှာဖွေဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါကြောင့်သူ့ရဲ့စီးစိမ်ဥစ္စာနဲ့ယာတူးတွေကိုစွန့်လွတ်ပြီးအမှန်တရားကိုရှာဖွေဖို့အတွက်ကြီးထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ရိုးရိုးဝစ်စားတွေကိုဝစ်ဆင်ပြီးအထေကိုရှာတွေ့ဖို့အတွက်နန်းတော်ကနေထွက်ခွာလာခဲ့ပါတယ်။ကိလမတော်ပညာရှိဆရာသမားတွေနဲ့တွေ့ဆုံပြီးလောကအကြောင်းစိတ်အကြောင်းတွေသင်ယူခဲ့ပါတယ်။ဒါပေမဲ့ဆင်းရဲဒုက္ခရဲ့အဆုံးစွန်အဖြေကိုတော့ရှာမတွေ့သေးပါဘူး။ အထေဟာအပြစ်မှမဟုတ်ပဲကိုယ့်ရဲ့အတွင်းစိတ်မှသာရှိတယ်လို့သူနားလေသဘောပေါက်သွားပါတယ်။ဒါကြောင့်ဂေါရီဘီဒမင်အောင်မှာတရားထိုင်ပြီးအမှန်တရားကိုမတွေ့မချင်းမထဘူးလို့ဆုံးဖြတ်လိုက်ပါတော့တယ်။အချိန်တော်ကြာတရားထိုင်ပြီးတဲ့နောက်မှာတော့ဆင်းရဲဒုက္ခရဲ့သဘောတဘာဝနဲ့အဲ့ဒါကိုဘယ်လိုကျော်လွှားရမလဲဆိုတာကိုနားလေသဘောပေါက်သွားခဲ့ပါတယ်။ သူကဗုဒ္ဓရဲ့နူးထလာသူဖြစ်လာပြီးသူ့ရဲ့ပောင်းဝေးခြင်းမှာနူးညံ့တဲ့အလင်းရောင်တွေထွန်းလဲတောက်ပလာခဲ့ပါတယ်။